ဘေဘီလုံမြို့မှာရိုဒန်ဆိုတဲ့ဘဲဘဲတရားတယောက်ရှိပါတယ်။တနေ့မှာရိုဒန်အလွန်လှပတဲ့လှန်သွားတဲ့တိုင်းတစ်မျိုးကိုပြုလုပ်ပြီးဘယင်ကြီးကိုစက်သားလိုက်တယ်။ဘယင်ကြီးကရိုဒန်ရဲ့လှန်သွားတဲ့တိုင်းကိုအလွန်သဘောကျသွားပြီးရိုဒန်ကိုရွှေတင်းကားအပြားငားတဲ့တီတီစုချလိုက်ပါတယ်။ရိုဒန်ရွှေတင်းကားတို့ကိုယူပြီးဝမ်းသာသွားအိမ်ကို ပြန်လာခဲ့တာပေါ့။အခုဆိုရင်သူဟာတကြွယ်တယောက်ဖြစ်ပြီးမျိုးတွေဝယ်မလား။အင်ကြီးအိမ်ကောင်းဆောင်မလား။ဘာပဲလုပ်လို့လုပ်လို့ရနေပြီဆိုတဲ့ပီတီစိတ်နဲ့ရိုဒန်ဟာအိတ်လို့တောင်မပြောခဲ့ပါဘူး။ ဒါပေမဲ့ရိုဒန်ရဲ့ပျော်ရည်ဟာရန်အနေငယ်ပဲခံလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရိုဒန်ဒီမှာရွှေရင်းကားတွေရှိနေတာကိုသိသွားတဲ့အပေါင်းအသင်းတွေဆွေမျိုးသားချင်းတွေကနှီးမျိုးစုံတဲ့ရိုဒန်စီကနေငွေတွေလာလာချေးနေကြတာကြောင့်ရိုဒန်ဟာစိတ်ညစ်လာပါတယ်။တခြားသူတွေကိုသူငင်းပယ်လို့ရပေမဲ့သူ့ရဲ့ညမာရင်ဖြစ်သူကိုတော့ငင်းပယ်ဖို့ခံနေတာပေါ့။ဒါနဲ့ရိုဒန်ဟာသိပ်ပြက်လက်ပြန်တဲ့မျိုးတွေကငွေတို့ချေးသူမှာသုံးတန်းအကြံဉာဏ်တောင်းဖို့ထွက်လာခဲ့ပါတယ်။မာတွာရိုဒန်ကိုမြင်တဲ့အခါဝန်တာအားရနဲ့ခီးဥကြိုပြူတယ်။ ရိုဒါကလည်းသူ့ရဲ့အခက်ခဲတွေကိုအချိန်ဆွဲမနေပဲမာတုံကိုပြောပြလိုက်တယ်။ရိုဒါရဲ့အခက်ခဲတွေကိုကြားတဲ့အခါငွေရိုးပေးသူမာတုံဟာမင်းမှန်တဲ့ရိုဒါလူတွေရမင်းတွေကိုငွေလားချိတဲ့ပြဿနာကိုငါလိုငွေရိုးပေးနေတဲ့သူတယောက်ကပဲအကြံဉာဏ်ပေးနိုင်တော့မှာပေါ့ပြောသားမအောင်မင်းရဲ့ညမဘယ်လိုအကြောင်းနဲ့မင်းစီကနေရွှေရင်းကားတွေချေဦးချင်ရတာတို့ကျွန်တော်ရဲ့ညမလေးကကျွန်တော်တရားရွှေရင်းကားတွေကိုခဏချီးမယ်ပြီးတော့သူ့ယောက်ျားကိုကုံတွေကြီးတယောက်ဖြစ်အောင်လုပ်ပေးမယ် ဒီလိုကုံရောင်းဝယ်လို့ရင်းပြန်လာတဲ့ငွေတွေနဲ့ကျွန်တော်ရဲ့ရွှေတွေကိုဖြည်းဖြည်းချင်းပြန်ဆက်သွားမယ်လို့ပြောပါတယ်။ငွေတို့ပေးသူမှတော့ထမေးတယ်။မင်းညမရဲ့ယောက်ျားကုံရောင်းကုံဝယ်ကျွမ်းကျင်လို့လား။ဘယ်ကျွမ်းကျင်ပါမလဲ။ "तू ကကျွန်တော်ရဲ့ဘဘဲဟိုမှာအကူအနေနဲ့လှုပ်ဖူးတာတော့ပဲရှိတာပါလို့"လို့ရာဖြေလိုက်တဲ့အခါမာသွားပြုံးလိုက်ပါတယ်။ဒါဆုံးကမင်းကိုပုံပြင်တပုတ်ပြောပြမယ်။တေချာနားထောင်။တခါနေနေဘေးမြို့မှာတလိမ့်ဆန်ကြီးရဲ့ဘာသာတကားကိုနားလေတဲ့လေသမားတယောက်ရှိတယ်။ အဲ့ဒီလေသမားဟာညနေဆောင်တဲ့အခါတိလိษံနေရဲ့ခြံနာကိုသွားထိုင်ပြီးတိလိษံနေပြောတဲ့စကားကိုနားထောင်တတ်တယ်။တနေ့မှာတော့နွားတကောင်ကမြည်တကောင်သူ့ရဲ့ဒုက္ခတွေပင်ပန်းဆင်းရဲပုံတွေကိုညင်းညင်းညူညူနဲ့ပြောနေတာကိုလေသမားကြားလိုက်ရတယ်။နောက်မှာတနေ့ကုန်ထုံထုံကြီးကိုပင်ပန်းကြီးသွားဆွဲရတယ်။နေပူလည်းမနာရ၊မိုးရွာလည်းမနာရ။ငါ့ရဲ့လေကုတ်တွေဆိုပေါက်ပြဲနေပြီ။မင်းကတော့တတ်တာလိုက်တာကွာ။တခင်သွားတဲ့အချိန်မှာကြောဘော်ကိုခြုံတယ်လာလာလေးတင်း ပြီးတော့ကြော့ကြော့မော်မော်လေးထွက်သွားရုံပဲတခင်များသွားတဲ့အားမရှိတဲ့အခါမျက်စိနုနုလေးတွေကိုစားပြီးအေးအေးဆေးဆေးနေုံပဲလို့နွားကအားကြားတဲ့လေသံနဲ့ပြောလိုက်တာပေါ့ဒီအခါမှာမြီးဟာနွားကိုတနာသွားပြီးဒီလိုကြံပေးလိုက်တယ်နောက်နေ့လေသမားကြီးကခမည်းကိုလဲထုံဖို့လာခေါ်တဲ့အခါမြေကြီးပေါ်မှာလူးလိမ့်ပြီးအော်နေလိုက်ပြဒါဆိုခမည်းကိုနေမကောင်းလို့ထင်ပြီးလဲထုံခိုင်းမှာမဟုတ်ဘူးလို့မြီးဟာကြံပေးလိုက်တယ် နောင်ကြီးလည်းနောင်ရက်သူ့ကိုလေသမားကြီးလာခေါ်တဲ့အခါမိကြံပေးတဲ့အတိုင်းမြေမြေပေါ်မှာလူးလိမ့်နေလိုက်ပြီးနေမကောင်းကြအောင်စောင်းနေပါလေဒီအခါမှာလေသမားကြီးကဒီလိုပြောတယ်နောင်ကြီးနေမကောင်းဘူးပဲဒါပေမဲ့လေရလဲနားထားလို့မရတော့နွားမရှိရင်မြီးနဲ့ထုံရတော့မှာပဲဒီလိုပြောလိုက်ပြီးမြီးကိုခေါ်ကလေထုံခိုင်းမာတော့တယ်အခါတော့ပေးမိတဲ့မြီးခမရမှာလဲနွားစားလေထုံပေးလိုက်ရတာလေကုတ်တီလဲပြဲမောကလဲမောနေစိတ်တူနေရှာတာပေါ့ ညဘက်ရောက်တဲ့အခါမှာလေသမားကြီးဟာမီးနဲ့နွားဘာတွေပြောနေသလဲဆိုတာကိုလာနာထောင်တယ်။ဒီအခါမှာနွားအမီးကိုပြောတယ်။ကိုမီးခမည်းတော်မိတ်ဆွေကောင်းပဲဗျာ။ခမည်းပေးတဲ့ဂျန်တိုင်းလှုပ်လိုက်တာတဏီကုံတက်တောင့်တတာနေရတယ်။ဒီအခါမှာမီးကလေသမားမာနဲ့ဒီလိုပြန်ပြောတယ်။မင်းကတော့တက်တာတယ်။ငါမတက်တာဘူးကွ။လောကရဲ့ထုံးစံအတိုင်းသဘောကောင်းတဲ့သူခံရတာပဲမိษွေမို့ကူညီလိုက်မိပါတယ်သူမြောင်းဝင်တော့ကိုဝင်တော့ဖြစ်ရတာပဲတော်ပြီနောက်ရမင်းထုံတော့ကိုမင်းဆွဲတော့ မဆွဲလို့လည်းမရတော့ဘူးမောင်တခင်ပြောနေတာငါကြားခဲ့တယ်နောက်ရက်ထီအဲ့ဒီနွားမသက်သားရင်တားတက်ရုံပို့ပြတော်မယ်တဲ့မင်းကလည်းမင်းပဲလေအလုံးလုံးချင်တဲ့ကောင်းမမဟုတ်တာလို့ပြန်ပြောလိုက်ပါတော့တယ်ဒီနောက်ပိုင်းမှာတော့မီးနဲ့နွားဟာလုံးဝစကားမပြောကြတော့ဘူးကွာဒီပုံပြင်ကနေဘာတင်ကားသာရနိုင်လဲဆိုတော့မင်းရဲ့မိတ်ဆွေပေါင်းတင်တွေကိုကူညီကြတယ်ဆိုရင်ကူညီပါဒါပေမဲ့သူတို့ရဲ့ကြောပေါ်ကဝင်တော့ကိုကိုကြောပေါ်ပြောင်းတင်တာမျိုးတော့မဖြစ်စေနဲ့ကွာလို့ငွေတို့ပေးသူမှတော့ပြောလိုက်ပါတယ် ဒီနောက်မှာတော့မာတော်အားတက်တာကြီးတလုံးကိုထုတ်လိုက်ပြီးငါငွေတို့ပေးစားရဲဆိုရင်မဲဒီအတိုင်းမပေးဘူးကွာအပေါင်ပစ္စည်းတစ်ခုကိုတတ်သေးအနေနဲ့ထားပြီးမှချင်းကားတတ်တယ်ဒီတက်တာကြီးတော့ကြီးလိုက်စမ်းအပေါင်ပစ္စည်းမျိုးမျိုးကိုမင်းတွေ့ရလိမ့်မယ်ဒီထက်ရတချို့ကတော့ပိုင်ရှင်စီကိုပြန်ရောက်ကြမှာပဲဒါပေမဲ့တချို့ပစ္စည်းပိုင်ရှင်တွေကတော့လုံးဝလာမယူနိုင်တော့ဘူးလို့ပြောတယ်ငွေရုံးပေးစာသူမှာတော့တက်တာအိတဲ့ကနေကြောင်းမြရန်နာရေးစီချဲထားတဲ့လက်ကောက်ကြီးတစ်ခွင်းကိုထုတ်ပြလိုက်ပါတယ် ဒီလက်ကောက်ပိုင်ရှင်ကမျိုးသမီးတယောက်ကသူဟာသူ့ရဲ့သားလေးကိုကုံတဲကြီးတယောက်အရန်ဖြစ်စေချင်တာဒါကြောင့်ဒီလက်ကောက်ကြီးကိုငါစီအပေါင်းအနေနဲ့ထားပြီးဝေလာချိခဲ့တာပဲဒါပေမဲ့ကောင်လေးကကုံတဲလူကိုမကြွညင်လေတော့လူလိန်ခံလိုက်ရတာပေါ့ရှိသမျှအကုန်ပြောင်းတော့တာပါပဲကွာဒီတော့ဒီလက်ကောက်ကြီးလည်းငါစီထာဝရတောင်းတင်းနေတော့တာပဲဒါကြောင့်ဘဘဲဆရာကြီးတို့တိုင်းမင်းသေးသေးချာချာစဉ်းစားကွာဘီရင်ကြီးချင်းပြလိုက်တဲ့ရွှေရင်ကားတွေကမင်းရဲ့ကိုယ်ပိုင်ဥစ္စာတွေဖြစ်တယ် ဒါကြောင့်မပြောင်းပြောင်းထိန်းသိမ်းရမယ့်တာဝန်မင်းမှာရှိလာပြီ။ဒါနဲ့ဘယင်ကြီးရွှေလင်းကားတွေမကြည့်မြင်ခဲ့ရမင်းတစ်နှစ်ကိုဘယ်လောက်များစုမိခဲ့လဲ။ကျွန်တော်ဘဘဲလုပ်ငန်းလုပ်ရင်ကြိုးကြိုးစားစားစုဆောင်ခဲ့တာ။တစ်နှစ်ကိုရွှေလင်းကားတစ်ပြားစုဆောင်မိပါရဲ့လို့ရိုဒန်ကဖြေလိုက်တဲ့အခါဒါဆိုရွှေလင်းကားအပြား90ရဖို့အတွက်မင်းတို့ဘဝလုံးအောင်စုဆောင်အောင်မယ့်သဘောပဲ။ဒါကြောင့်မင်းရဲ့ညီမကိုဒီလိုတည်တည်ချာချာရှင်းပြကွ။ညီမရေအခုမှဘဘဲဘဝမေးပူတန်းနေအခါမစားရမတော့ရနဲ့စူးစမ်းပြီးစူးစမ်းခဲ့တာ တနစ်ကိုရွှေရင်ကားတပြားတော့စူမိလေရဲ့ဒါကြောင့်ငါညမရဲ့ခင်မုံကုံတယ်ကြီးဖြစ်ဖို့ကြိုးစားကြနေဆိုရင်အကိုရဲ့တနစ်စာစူးစောင်းငွေဖြစ်တဲ့ရွှေရင်ကားတပြားကိုအကိုချင်းကားလိုက်ပါမယ်ညမရဲ့ခင်မုံသာတကယ်ကြိုးစားကြနေသိရှိမယ်ဆိုရင်ရွှေရင်ကားတပြားကလည်းမနှဲတဲ့ပမာဏပဲလေပြီးတော့မတော်တဆဆုံးရှုံးခဲ့ရင်တော့ပြန်ဆက်ဖို့အတွက်လည်းမခဲရင်တဲ့ပမာဏဖြစ်တယ်လို့မင်းရဲ့ညမကိုတည်တည်ချာချာရှင်းပြပြီးတော့ဘဘဲဆရာကြီးရိုတန်းကြီးမင်းမောင်ငွေတွေရှိနေပြီကွာ ဒီငွေတွေကမင်းကိုတိပညာတွေပေးလိမ့်မယ်ဒီငွေတွေကိုမဆုံးရှုံးအောင်တိုးပေါင်းအောင်ကြံစားရင်းနဲ့မင်းဟာငွေကြေးတိပညာတွေရလာတော့မယ်ပြီးတော့ဒီငွေတွေကနေတဆင်ချင်းတိုးပွားလာတဲ့တိုးပွားရင်းနဲ့မင်းဟာတကြွေးတစ်ယောက်ဖြစ်လာလိမ့်မယ်ဒါကြောင့်ဒီငွေတွေကိုမပြောင်ပြောင်ထိမ့်သိမ်းဆောင်ရှောက်အောင်ပါမင်းရဲ့တာဝန်ပဲအကျိုးမြတ်တွေဘယ်လောက်ရမလဲငွေဘယ်လောက်တိုးပွားမယ်ဆိုတဲ့မရေရာတဲ့ခရီးတွေနဲ့လာချင်းကားတဲ့သူတွေကိုအတက်နိုင်ဆုံးသာရှောင်ကြဉ်ပြီးတော့ ဒါမှလည်းမင်းရဲ့ငွေတွေကမင်းရဲ့လက်ထဲမှာကျွဲအောင်တော့တွေ့လို့တစားတစားနဲ့တိုးွားလာလိမ့်မယ်လို့ငွေတို့ပေးသူမှတော့ပြောလိုက်ပါတယ်။ဘဘဲဆရာရူတန်လည်းငွေတို့ပေးသူမှတော့ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့အခါမှာမာတုံကသူ့ရဲ့တတားကြီးကိုပြလိုက်ရင်ကဲဘဘဲဆရာကြီးရေလိုချင်တဲ့အကြံဉာဏ်တွေလည်းရခဲ့ပြီထင်ပါရဲ့။နောက်ဆုံးအနေနဲ့ငါတတားကြီးရဲ့ဖုန်းမှာရေးထားတဲ့စာအုပ်သေးချာဖတ်ပြီးတော့အမဲနှလုံးသွင်းထားပြီးတော့လို့ပြောလိုက်ပါတယ်။ဘဘဲဆရာရူတန်လည်းတတားဖုန်းကိုသေချာကြည့်လိုက်တဲ့အခါ ဒီလိုရေးသားထားတာကိုတွေ့လဲရပါတော့တယ်။နောင်တာကြီးစွာမရသေးရန်ကြိုတင်စဉ်းစားမှုအနည်းငယ်ပြုပါ။ဒီဇာလန်းလေးကတော့ဆရာကြီးပင်ပြင်ပါတာပြန်ထားတဲ့ဘေဘီလိုမှာချမ်းသာဆုံးပုံကိုစားဦးထဲရပုံပြင်ဇာလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများလည်းဒီပုံပြင်လေးကနေတန်ဖိုးရှိတဲ့တစုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့ပြောလင်းပါတယ်။နောက်ရက်ဒီမှာလည်းပုံမှုကောင်းဝင်တဲ့ဗီဒီယိုလေးတွေကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNN Live Channel ဆိုရဲ Facebook Page နဲ့ YouTube Channel လေးကို Like follow နဲ့ subscribe ပြုလို့ပူဇော်ကြပါဘူးတောင်းဆိုပါရစေဗျချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါသည် ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းဒီကိုလည်းကျေးဇူးအထူးတင်ပါရဗျကျွန်တော်ကတော့စီစဉ်တက်ဆက်သူတာညီဖြစ်ပါတယ်